မင်္ဂလာပါဒီတစ်ခေါက်လေးလာတုံးတက်မှုမှာတော့ Manchester United နဲ့ Wolves တိုက်စစ်မှု Matthias Kuna အကြောင်းကိုနည်းနည်းအသေးစိတ်ကြည့်ကြအောင် အထူးသဖြင့်နီးပြတဲ့ Ruben Amorim ရဲ့ကစားခွက်အတွက် Kuna ဟာမန်ကန်နဲ့ခေါ်ယူမှုဖြစ်လာနိုင်မလားဆိုတာကိုပေါ့ရထားတဲ့အရေးမြင့်တွေကအချက်အလက်တွေနဲ့တစ်ချက်ချင်းဆွေးနွေးကြည့်ချင်တာပါပထမဆုံးသူ့ရဲ့ကစားဟန်ကိုကြည့်လိုက်အောင်တော်တော်လေးစိတ်ဝင်စားစရာပါတချို့ရဲမြင့်တွေမှာဆိုသူ့ရဲ့တိုက်ရဲ့ကစားပုံ ။အိုဘလိုပြောင်းလဲခမန်းရခက်တဲ့အရေးသွေးတွေကို United ရဲ့ကန်တုန်းကြီး Eric Cantona နဲ့တောင်းနိုင်ချင်ထားကြတယ်။ဆိုလိုတာက Cantona လိုမျိုးပွဲအဖြစ်ကိုတစ်ချက်တည်းပြောင်းနိုင်တဲ့တီထွင်းဖန်တီးနိုင်စွမ်းရှိတယ်လို့ဆိုလိုတာနေပါပါ။ပုံစံတူတယ်လို့တော့မဆိုလိုတော့ပါဘူး။သူရဲ့စွမ်းဆောင်ရည်ကိုကြည့်ရင်လည်း2024 25 Premier League မှာကိုးပါဝဲပတ်သက်မှုစုစုပေါင်း23ကြိမ်နဲ့အဆင့်9မှာရှိခဲ့တယ်။ဆာလာရောအီဆာတို့လိုကစားသမားတွေရဲ့နောက်မှာပေါ့။အဲ့တော့ဒီကိုးပါဝဲပတ်သက်မှု23ကြိမ်ဆိုတာကတော်တော်လေးအရေးပါနေတယ်။ အဓိကမေကုံးကတော့နိပြအမောရင်ရဲ့နမဲကြီး3-4နှစ်ကစားကွက်နဲ့သူ့ဘလော့အထိအံ့ဝယ်မလဲဆိုတာပါပဲ။တရင်ကောင်းတစ်ခုကတော့ကုညာဟာ Wolves မှာဒီ3-4နှစ်ရဲ့ပဲ Chan Twin တိုက်စစ်မှု um left inside forward နေရာမှာကစားခဲ့ဘူးလေ။ဆိုတော့အမောရင်ကစားသမားတွေကိုဘောလုံးရာစေခြင်းတဲ့နေရာတွေမှာသူကကြက်စားလက်ရှိပြီးသားချီလျာပေါ့။နောက်ပြီးအမောရင်ကစားမှာအရင်အရေးပါတဲ့ down line ကစားပုံ verticality ဆိုတာရှိတယ်။ ဆိုတော့ကဘောလုံးကိုနောက်ကနေရှေ့ကိုတိုက်ရိုက်ဖြင်းပြန်ပို့တာမျိုးပေါ့ဒီနေရာမှာကုညာဟာရှေ့တန်းကိုဖောက်ထွက်လာတဲ့ဘောလုံးတွေကိုလက်ခံယူရမှာတော်တော်လေးကောင်းတယ်ဟုတ်တယ်ပရီးမီယာလိတိုက်စီမူတီတွေမှာဒီလိုဘောလုံးလက်ခံပွဲချင်းကြီးကအစဉ်၁၂တောင်ရှိတယ်ကိုရ၄၆ချင်းလောက်ရှိတယ်သူတို့ United ကွေလေကဘရူနိုတို့လိုကစားသမားတွေက ရှေ့ကိုတိုက်ရိုက်ဘောလုံးပေးခြင်းတွေကကုညာကပြစ်မှတ်ကောင်းထင်လာနေတယ်ဆိုရင်နောက်ထပ်အားသက်ချက်တစ်ခုတော်တော်လေးထင်ရှားတဲ့အချက်ကဘောလုံးတည်ဆောင်းမှုဆွင့်ရင်ပါ ball carrying ball အမိုရင်းကစားကွက်မှာဘောလုံးကိုကင်ပြီးရှေ့ကိုတိုးနိုင်စွာကအရေးကြီးတယ်လို့ဆိုကြတယ်။အဲ့ဒီမှာခူညာကဘလိုလဲဆိုတော့ဟိုတကယ်ကိုထိတန့်အစီမရှိနေတယ်။ပြီးခဲ့တဲ့ရာသီမှာ နောက်ဆုံးတိုက်စစ်ဇုံတွေကိုဘောလုံးတဲဝင်းတာ65ချိန်နဲ့အဆင့်၄ပင်ဘက်ကိုလက်စားကျော်ဖြတ်တာ125ချိန်နဲ့အဆင့်9ဒါတွေကကင်ကနားလေးရာထိဆုံးမှရှိနေတယ်။ပူပြီးအရေးကြီးတာကအဲ့ဒီလိုဘောလုံးတဲရင်နဲ့ဂိုးပေါက်ကိုတိုက်ရိုက်ချင်းချောင်းနိုင်တာပဲ။ဘောလုံးတဲပြီးဂိုးကန်သွင်းမှုဆိုရင် 34ကျင်းနဲ့အဆင့်6ဂိုးဖန်တီးမှုက23ကျင်းနဲ့အဆင့်6အဲ့ဒီဘောလုံးတက်တာကနေဂိုးပါဝင်ပတ်သက်မှုအထိထစ်သွားတာက ရှီကျင်းနဲ့အဆင့်5ဆိုတော့သူကတကိုးတော့ဘောလုံးဆွဲပြီးအန်ဒီရဲ့ပေးနိုင်စွမ်းတော်မြင့်တယ်ဒီရေသွေးကြောင့်အမ်မတ်လိုကစားသမားကိုညာတောင်ဘက်နောက်ခတ်လူ right wing ဘက်နေရဲ့ရွှေသွုံးဖို့တော့စဉ်းစားလို့ရလာနိုင်တယ်ခန်းစစ်ပိုင်းကြိုးစားမှုကတော့ဘယ်လိုလဲအမ်ရင်းက pressing ကိုအလေးပေးတဲ့နည်းပြလေ wolves အသင်းလိုက် pressing ကတော့ထိတ်တန့်စင်မဟုတ်ခဲ့ဘူးဒါပေမဲ့ ခုညရဲ့တူချင်းကြိုးပမ်းမှုကတော့မဆိုးဘူး။ Okay ကိုတွေ့နိုင်စွာနဲ့ဖန်တီးမှုပိုင်းကိုပြန်တွေ့ရအောင်။ United က Bruno Fernandes ပေါ်မှာတော်တော်လေးမိခိုနေရတယ်လေ။သူကလေခံမှန်းရတဲ့ goal goal လောက်ပူးသွင်းနိုင်ခဲ့တယ်။ဆိုတော့သူ့ရဲ့အဆုံးသက်ရည်သွေးတော်တော်လေးကောင်းတယ်လို့ပြောရမယ်။ Finishing ကကောင်းတယ်။အလားတူပဲ goal ban ဒီမှုစပ်တုံးရင်လုပ်ခဲ့ခြင်းမှာမျှော်မှန်းဖန်တီးမှု expected assist xA က10.3ပဲရှိတယ်။ ဒီမှာလဲသူကရတဲ့ခွင့်ရကိုပိုကောင်းအောင်လုပ်ပြန်နိုင်ခဲ့တာတွေ့ရတယ်။ဒါပေမဲ့ချက်ဖက်မှာကျတော့ United မှာအတင်းဖော်လေးရည်သူက Wolves တဲ့ပုံမြင်နိုင်တော့သူကပိုကောင်းတဲ့အခွင့်အရေးတွေဖန်တီးပေးနိုင်မလား။အဲ့ဒါကလည်းစောင့်ကြည့်ရမှာပါ။နောက်ဆုံးချက်ဒါကနည်းနည်းအငင်းပွားစရာတင်နိုင်မလားပဲ။သူက Maverick Persona လို့ခေါ်ရမယ်။ကိုကြီးကိုသေးနဲ့ကစားဟန်သူကပင်ကိုအတိစီနဲ့ပေါင်းတဲ့ကတင်မနေပဲကစားတတ်တဲ့ပုံစံမျိုး။၂၀24 Boxing Day တုန်းမှာ United နဲ့ကစားတဲ့ပွဲမှာထောင်ကံဘိုးကနေတိုက်ရိုက်ကိုစွန်းဖို့ကြိုးစားခဲ့တာလေ။အဲ့ဒါကသူ့ရဲ့ရဲရင်းမှုခမရခမှုကိုပြတာပဲ။ George Best တို့ Cristiano Ronaldo လို့လို့ United တမိုင်းမှာရှိခဲ့တဲ့ပရိသတ်အသေးအဆွဲကစားသမားတွေရဲ့အရင်ငွေမျိုးလို့ပြောရင်ရမလားပဲ။ဒါပေမဲ့အဲ့ဒီလိုလွတ်လပ်တဲ့တခါတလေစီးလွတ်ပေါင်လွတ်နိုင်တဲ့ကစားဟန်ကနီးစနစ်ပိုင်းတိကျမှုကိုအရန်အလေးထားတဲ့စီကန်းကြီးတွေလို့နာမည်ရထားတဲ့ Emery နဲ့ချင်းတပ်ပုံနဲ့ဘလို့အံ့ဝဲမလဲ။ဒါကတကယ့်ကိုအရေးကြီးတဲ့မေဟုံးဖြစ်လာနိုင်တယ်။ Emery အနေနဲ့ခွညာရဲ့ဒီပင့်ကိုစွန့်ရည်နဲ့လွတ်လပ်မှုကို အသင်းရဲ့စနစ်ထဲမှာအကျိုးရှိရှိပေါင်းဆက်နိုင်မလားဒါမှမဟုတ်ခွင့်ရရဲ့ဒီ Maverick style ကပဲနီးစနစ်ပိုင်ညွန်ကြားချက်တွေကိုလိုက်နာဖို့အခက်ခဲဖြစ်စီမလားဆိုလာကဟုတ်တယ်စောင့်ကြည့်ရမှာပဲအချို့ပြောရင်တော့ရရှိထားတဲ့အချက်လက်တွေရခွင့်ရဟာ Emery ရဲ့ United တို့တော်တော်များများအံဝင်နိုင်တဲ့ခိုယူမှုတစ်ခုဖြစ်နိုင်ခြင်းမြင်ပါတယ်နီးစနစ်ပိုင်အရာကိုက်ညီနိုင်တယ်ဘောလုံးတဲဆောင်မှုကောင်းတယ်ခံစစ်ကူနိုင်တယ်တိုက်စစ်ပိုင်းထုတ်လို့မှုလည်းရှိတယ်ဒါပေမဲ့အဓိကစဉ်းစားစရာကတော့ သူ့ရဲ့ဒီပင်ကိုလွက်လက်တဲ့ကစားဟန်ကို စီးစနစ်ကြီးတဲ့ဏိပြကသူ့ရဲ့နီးစနစ်ပေါင်ထဲမှာဘလို့ထိန်းချောင်းပြီးအကောင်းဆုံးအထုံးချသွားမလဲဆိုတာပါပဲဒီဖြေကကုညရဲ့ United ကစားသမားဘောကအောင်မြင်မှုမအောင်မြင်မှုကိုဆုံးဖြတ်သွားနိုင်တယ်လို့အော်မိုရင်းရဲ့ United တဲ့အနာဂတ်ကိုပါသိအောင်မှုရှိလာနိုင်ပါတယ်